တာချီလေးမြို့၌တဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုရောနည်းစေရန် အသိပညာပေးဟောပြောသေးဥပြခြင်းများဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလေးမြို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှအမျိုးသမီးအိမ်နွယ်မှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌တဘာဝဘေးနှင့်ဆက်လျင်း၍အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့်တဲဥပြခြင်းများကိုယနေ့နဲ့9နာရီချိန်ကပြုလုပ်ခဲ့ပါတယ်။ထို့သို့ဆောင်ရွက်ရာတွင် တာချီလိမ့်မျိုးဘေးရန်ဒရဲ့ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးအရာရှိဒေါ်နန်ဘော်လင်းကဦးစွာငလင်ပေမုံတိုင်းအန်ဒီရဲ့ရေကြီးခြင်းမြေပြိုခြင်းစသည့်တဘာဝဘေးအန်ဒီများဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကိုရှင်းလင်းပြီးတဘာဝဘေးအန်ဒီအကြောင်းထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်မိသားစုအတွင်ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများဖြစ်သည့်မိသားစုဝင်တိုင်းတဘာဝဘေးအန်ဒီအနေနဲ့ပတ်သက်၍အတိတ်တရိရှိကြစေရန်တဝူးတယောက်စီတိုင်းတွင် တာဝန်ရှိကြောင်းတဘာဝဘေးဖြစ်ပေါ်နေစဉ်အရေးပေါ်ကာလအတွင်းဆက်သွယ်နိုင်ရေးဖုန်းနံပါတ်များနှင့်အရေးကြီးပစ္စည်းများပျက်စီးဆုံးရှုံးမှုမရှိစေရေးဘေးအန္တရာယ်ဖြစ်ပွားမှုပေါ်မူတည်ပြီးကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားတဲ့ကြောင်းမိသားစုတွင်ကြိုတင်ပြင်ဆင်မှုအားကောင်းခြင်းဖြင့်ရက်ွက်ကြေးရွာနှင့်မြို့နယ်အဆင့်ထိထိခိုက်ဆုံးရှုံးမှုနည်းအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းမိမိနေထိုင်ရာရက်ဒေသရှိပြည်ပွားနိုင်သည့် တဘာဝဘေးများတိရှိထားရန်နှင့်စိတ်တည်ငြိမ်စွာဖြင့်ရင်ဆိုင်တုံ့ပြန်နိုင်ဖို့လိုအပ်ကြောင်းအရေးပေါ်အိပ်ပြင်ဆင်ထားရန်လိုအပ်ကြောင်းမိမိနေထိုင်ရာပတ်ဝန်းကျင်တွင်တစ်ပင်အိုတစ်ကိုင်းများခုတ်ထွင်ရှင်းလင်းထားရန်နှင့်ရေစည်းရေလာကောင်းမွန်စေရေးဆောင်ရွက်ထားတဲ့ကြောင်းတို့အားအကျေတဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ယင်းနောက်အိမ်တွင်မှုကြောင့်ကျောင်းဆရာမကြီးနှင့်ဆရာမများတင်နန်းသူများနှင့်အတူတဘာဝဘေးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့လျင် အရေးပေါ်ဆောင်ရွက်ပုံများကိုလက်တွေ့တရုပ်ပြလေ့ကျင့်ပေးခဲ့ပြီးနောက်တဘာဝဘေးအန္တရာယ်ဆိုင်ရာတိမတ်ဖွယ်ရာလက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။